အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD ဟောရမြန်မာ channel လေးမှာကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာမောင်တင်ဆိုင်ရေးသားထားတဲ့တူရီယာနဲ့စိတ်ဆရာခန်းဆက်ဆက်လင်အပိုင်းတစ်ကိုတင်ဆက်ပေးသွားမှာဖြစ်လို့အားပေးနားဆင်ကြကြပါဦးခင်ဗျာလောကတွင်လူသားအလုံးသည်ကိလေသာတဏှာနှင့်အလွဲတကူမကင်းနိုင်ပေ။ဆယ်ပါးသောကိလေသာကိုငြိမ်းသက်နိုင်သူဟာသူတော်ကောင်းသူမျက်လောင်းကိုဆိုရမိတာဖြစ်သည်။ထိုနည်းတူစိတ်သည်လည်းထိန်းချုပ်ရခက်ခဲသည့်ဖြင့် တာမန်လူများမဆိုတာနဲ့တမရအားထုတ်ထားသူတယောက်ပင် စိတ်ဆေရမလွန်ဆန်နိုင်ပေထို့ကြောင့်ပင်ရှေးလူကြီးများကမြမပြီတဝင်းဝင်းဝက်စချင်းတရှုံရှုံဆွေးစကားထားခဲ့တည်တာဖြစ်သည်မြင်မြပင်တမထတမတိတပတိကျင်များတက်ကြွနေပါစေအယူမှားကအပေပုံတို့ရောက်နိုင်ပေတယ်ထို့ကြောင့်များလားဆိုသောတမထအကျင့်ကိုအောင်မြင်ခဲ့သူများသည်ကိလေသာတဏှာအားပေသက်ရှင်းအမှုမပြုတ်နိုင်ခြင်းကြောင့်ဇန်လျှောရသည်မှာအခါခါဖြစ်ပေတယ် ထိုးထိုးသောတွေးကိုတွေးနေသူမှာဦးဖိုးဝေဆိုသောစီတလုံးထက်လန်ကြော်မတယောက်၏တပည့်လက်သားဖြစ်သောသူရိယဖြစ်ပေရဲ့ဝိပဿနာနည်းကိုသိ၍တမရအားထုတ်ပြီးစိတ်တကိုယ်စွမ်းအင်များရပြီးနောက်မြင်အမမြင်တို့၏ကောင်းကျိုးကိုတည်ပိုးနိုင်သောသူရိယမှာပြဒနာချိုအားဖြည့်ရှင်ပြီးနောက်တယောက်တည်းခရီးဆက်ရင်လမ်းခုလက်ရှိဇရက်တစ်ခုတွင်ထိုင်၍နားနေစဉ်သူနှင့်အွယ်မတင်မရင်ခန့်ရှိလူနှစ်ယောက်ဇရက်ပေါ်ရှိရိုးမတ်ကြီးကိုခတ်တောက်ပြီးနောက် သူဟာပြုံးပြကနှုတ်ဆက်စကားဆိုလေတယ်။နောင်ကြီးဒီဘက်ကိုသွားရင်ဘေးရွာတွေရောက်လဲဗျာ။ဒီလမ်းတိုင်းသွားရင်တော့အင်းနိုင်တို့မြောင်းစိုးတို့ရောက်တယ်ဗျာ။ကျို့တို့ကလက်ပံကုန်းရွာကားဗျာ။ဒီဘက်နေတော့တော်လှမ်းပါတယ်။လက်ပံကုန်းဟုတ်လား။လက်ပံကုန်းဆိုတဲ့အတန်ကြားလိုက်ရတဲ့အခါသူရိယရဲ့ရှင်ထဲမှာလှိုက်ခင်းဖြစ်သွားတယ်။ထို့နောက်လက်ပံကုန်းရွာသားနှစ်ယောက်ကသူရိယအကြည့်က နောင်ကြီးကကျို့တို့လက်ပံကိုရွာကိုတီးလို့လားဗျာတီးပါကောဗျာဦးလွင်တို့တော့ကြော့မေတို့ကိုများတီးကြလားတီးတာပေါ့ဗျာတတိကြီးတို့မိသားစုရဲ့အလူတော်ရှိတယ်လေဟုတ်လားနောင်ကြီးကျို့တို့ကရွာလူပြန်ကြတာဒီပေရိုးမြောင်းတော်ထဲမှာကျို့တို့နှစ်ယောက်ကငမန်းဆွဲကြတာလေကျို့ညီကအလူမပါလို့ပြန်လာတာနောင်ကြီးပါတခါလေးလိုက်ခဲ့ပါလားဗျာ လက်ဘက်ငုံရွာသားနှစ်ယောက်မှလလိုရင်ခေါ်နေသည်လည်းဖြစ်သူရိယကိုယ်တိုင်ကလည်းလိုက်ရှင်နေသည့်အတွက်ထွေရွာသားနှစ်ယောက်နဲ့တူလက်ဘက်ငုံရွာစီတို့နောက်တစ်ခေါက်ပြန်သွားရင်သူရိယဆုံးဖြတ်လိုက်ပါတော့တယ်လွန်ခဲ့သောနှစ်များအတော်ကြာကရောက်ခဲ့ဘူးသောလက်ဘက်ငုံရွာလေးစီတို့သူရိယတယောက်နောက်တစ်ခေါက်ထပ်မံရောက်ခဲ့ပြန်ပါတယ်သူဤစိတ်ထဲတွင်တည်ကျွမ်းခဲ့ဘူးသောမေဟောင်းဆွေအောင်များမှလည်းသူ့ကိုပြန်လဲမှတ်မိပါလေစာကိုတွေးနေမိတယ်အထူးသဖြင့်သူရိယတယောက် ဥပ္ပဝေနေတူရှိခဲ့စဉ်ကအစိုးကောင်လမ်းညွန်ပြသမိသူရှိနေ၍စိတ်ထင်ရများရှောက်မလုဖြစ်ခဲ့ပါဘူး။ယခုချိန်မှာတော့ဥပ္ပဝေလည်းသူနှစ်တူမရှိတော့တာမို့ရှင်နေရီမျိုးသိထားခဲ့ရတော့တချိန်ကရှိခဲ့ဘူးသူနေဦးဟာပြန်တွေ့ကျင်တော့ကြောင်းလက်ဘငုံရွာလေးစီသူပြန်လာခဲ့ခြင်းဖြစ်ပါတယ်။လက်ဘငုံရွာလမ်းတိုင်းသူတို့လမ်းလျှောက်လာစဉ်ထွေထွေထူးထူးပြောင်းလဲမရှိတော့လက်ဘငုံရွာလေးကကြည်ကသူရိယတယောက်အတွေးလွန်နေစင်မှာပဲ သူနဲ့တူလာတော့ရွာသားနှစ်ယောက်နဲ့တယောက်မှစကားဆိုလာလေ။နောင်ကြီးအလူအင်ကိုလိုက်ဖို့ပေးရမလားကျုပ်တို့အိမ်ကိုပဲလိုက်မလား။ရွာသားတယောက်ဤစကားကြောင့်သူရိရဲ့ခိတ္တစဉ်းစားလိုက်တယ်။ဦးလွင်အိမ်သို့သွားပါကနှစ်အတော်တန်ကြာမတွေ့ဖြစ်ခဲ့တော့သူ့အပေါ်မိတို့ဆက်ဆံမိကိုမတိသေးတီကတကြောင်းအလူအင်မို့လူလဲများအလုပ်လဲရှုံနေမိကတကြောင်းနေသူနဲ့တူလာတော့ရွာသားမျက်နှာသာလိုက်သွားလိုက်မိကိုစုံးမြတ်လိုက်တယ် အကိုတို့အိမ်ဝင်လိုက်လို့ရမလားရတာပေါ့နောင်ကြီးရထို့နောက်လက်မငွေရသားနှစ်ယောက်တို့အိမ်သို့လမ်းလျှောက်သွားနေစဉ်နေနေချင်းဆိုင်မှာလမ်းလျှောက်လာနေသောဆယ်ကျော်သက်လူငယ်လေးတယောက်ကသူ့အားသိရှာစိုက်ကြည့်ကအကိုသူရရမဟုတ်လားဟုတ်ပါတယ်ကျွန်တော်မမမြူလားကျွန်တော်ပြည်မိုးလေသူ့ကိုသူပြည်မိုးပြီးပြောရင်နှုတ်ဆက်လာသောလူငယ်လေးဟာသူရရတန်းတော်အဖြစ်ကြည့်ကပြည်မိုးဟုတ်လား မင်းတော့လူပြိုဖြစ်နေပြီပဲမတွေ့ရတာကြပြီကိုထို့တော့ပြည်မိုးကလက်ပံကိုရွာသားနှစ်ယောက်ကိုကြည်ကကိုကြည်နိုင်တဲ့ကိုသိကျွန်တော်ဒီကိုခေါ်သွားမယ်အော်အေးတို့ရင်ကိုဂျင်းနေတော့လိုက်ဖို့လိုက်အောင်နော်ပြည်မိုးဆက်ရကျွန်တော်ခေါ်ခဲ့မယ်ထို့တော့ပြည်မိုးကခေါ်တဲ့ဖြင့်သူရိရလည်းသူနဲ့အတူလာတော့ရွာသားနှစ်ယောက်ကိုကျေးဇူးတင်တကဆိုလိုက်ပြီးလင်းနှုတ်ဆက်ကပြည်မိုးနောက်သို့လိုက်ပါသွားလေတော့ ပြန်တွေ့ရတာဝမ်းသာတယ်ကွာဒါနဲ့ဆရာကြီးရောအဖကတရားစခန်းဝင်သွားပြီဦးလေးကျွန်တော်ပြအဖတာဝန်နေဆက်ထမ်းနေရတာဟိုတစ်ခေါက်တုန်းကလည်းဦးလွင်တို့လူကိုငတ်တူတူရောက်လာတယ်အခုဒီချိန်လဲဦးလွင်လူမှပဲပြန်ရောက်လာတယ်ပြည်မိုးတော့မောင်နေကိုသွားပြောနေပြီဟုတ်လားဦးစန်းလွင်နေသူရိယတို့အင်းရောက်ရှိတန်းလျားတွင်စကားပြောနေခြင်းဖြစ်ပါတယ်လွန်ခဲ့သောနှစ်အတော်ကြာရောက်ခဲ့စဉ်က ဦးစန်းလွင်ရဲ့အိမ်လေးဟာယခုလောက်မကြီးသေးပါဘူးယခုတော့ကျိုးနိုင်လုံကြီးများဖြင့်စောက်ထားသဖြင့်အိမ်ကြီးအိမ်ကောင်စီရင်ဝင်ဖြစ်နေပါပြီရှင်နှင်းချမ်းရဲ့အမီးကိုလင်မန်းနဲ့ထည့်၍လာချပေးတော့ဒေါ်တန်းခင်ကလည်းဒုရိယရေမင်းကြီးကဒီရွယ်ကလေးကအလုပ်ရမ်းကြိုးစားတယ်ကွအိမ်အစ်စ်စောင့်နေတာလေသူကြိုးစားလို့ပေါ့သူကမကြမကြငတ်တူတို့ကိုတတိယအကြောင်းပြောတယ်သူနဲ့မောင်နေဆိုရင်သူတို့သွားခဲ့ဘူးတဲ့ဖျားပွဲအကြောင်းပြောလို့ကိုမပြီးတော့ဘူး ထူးထူးသောစကားများကိုကြားရတဲ့အခါသူရိယာအတော်စိတ်ရမ်းသာမိတယ်။နှစ်တွေဘလောက်ကြာကြာမပြောင်းလဲတော့ဦးစန်းလွင်တို့ကိုစိတ်ထဲကကျေးဇူးတင်နေမိသလိုတသက်မှတစ်ခါသာရှိခဲ့မိတော့နှွေဦးဒီလည်းမပြောင်းလဲပဲသူဟာဆက်လက်ရှိခင်နေပါစီလို့သာဆူတောင်းနေမိတယ်။သူတို့တစ်ချိန်ကအเจ้าမြောင်းကိုရောက်တဲ့ရရာပြောဆိုနေကြစဉ်အိမ်ဝိုင်းထဲသို့ပြေးမိုးနေတူလူငယ်တယောက်ပြင်မင်းကလေးတယောက်ပါဝင်လာခဲ့တယ်။သူမရဲ့မျက်ဝန်းတွေကတောက်ပနေပြီးပျော်ရွှင်နေရန်ရှိပါတယ်။ ထို့နောက်ပြည်မုန်းကသူရိယာနာရောက်လာကသူ၏ဘေးတွင်ရှိနေသောလူငယ်ကိုလက်ညှိုးထိုးပြပြီးအကိုသူရိယာဒါဘယ်သူလဲမှတ်မိလားမောင်နီမဟုတ်လားသူကရုံမပြောင်းပါဘူးသူရိယာဒီမောင်နီကိုကြည့်ပြီးပြုံးချင်စကားဆိုပြီးနောက်မလန်းမကမ်းမနေ၍မတရက်လျက်သူ့အပြုံးကြည့်နေသောအမျိုးသမီးကိုကြည့်ကအမနွေဦးနေကောင်းနေနော်လာထိုင်လေ နွေဦးကခေါင်းလေးညှိရင်ဒေါ်တန်းခင်အနီးမှာဝင်ထိုင်လိုက်တယ်။ထို့နောက်နွေဦးကဒေါ်တန်းခင်ကိုကြည့်ကဒုရိယရေဒီကနွေဦးတို့ဟော်ဟိုကပြည်မိုးနဲ့မောင်နီတို့ဆိုရင်မင်းเจ้าကမပါမဖြစ်ပဲဟေ။ဒေါ်တန်းခင်ရဲ့ပြောကြောင့်နွေဦးတယောက်ရှက်နေလေ။ရှင်ရောနောက်ပညာပြောဆိုကြရင်အတန်ကြာတဲ့အခါမောင်နီမှဒုရိယဟာသူတို့အိမ်လိုက်ဖို့အတွက်စကားဆိုလေတယ်။ကိုဒုရိယအိမ်ကိုလိုက်ခဲ့ အဖေနဲ့အမေကလည်းမျှော်နေတယ်။ဟုတ်တယ်သူရိယာကြီးအဖေနဲ့အမေကအိမ်ကိုခေါ်ခဲ့ဖို့အမကိုမှားလိုက်တယ်။မောင်နေနဲ့ຫນွေဦးတို့မောင်နှမနှစ်ယောက်ရဲ့စကားကြောင့်သူရိယာခေါင်းငိမ့်ပြပြီးလိုက်သွားရန်အတွက်တန်လျာမှမတက်ထားရလိုက်ပါလေတော့တယ်။ဦးလွင်ရဲ့ကျေဝန်းသောအိမ်ကြီးရှိမှာအလူမန်းတဲ့ထိုးနေကြပါတယ်။အလူနဲ့ရောက်ဖွေရတပတ်လောက်လိုပါသေးတော့လေ။မန်းတဲ့ထိုးသူစံပြသူမုန်းစီကြော်ကြော်သူများ ਨੇ အတော်စီကားလျက်ရှိနေပါတယ်။ အိမ်ဝိုင်းထဲဝင်လာတော့သူရိယတို့အမြင်တော့ခါအာရဝန္တာဖြင့်အိမ်ပေါ်မှာဆင်းလာတော့သူမှာဥလွင်ဖြစ်ပါတယ်သူရိယရောက်နေရဆိုလို့ဟုံမဟုတ်ပါလေစားလို့တွေးနေတာအခုတော့တကယ်ပဲငါ့တူကြီးကရောက်ရှာလာတာပဲလာလာအိမ်ပေါ်တက်ကြကွယ်ဥလွင်ကသူရိယဝမ်းမြောက်စွာပင် သူ၏အိမ်ကြီးပေါ်သို့ခေါ်လေတယ်ဒါနဲ့သူရိယလည်းမောင်းနီမောင်းပြမွန်ຫນွေဦးနဲ့တူအိမ်ပေါ်သို့တက်လိုက်ကြလေတယ် အိမ်မော်သရောက်တဲ့ကဥလွင်စနီတော်ကြော့မီကရေနွေးနဲ့ပေါ့ပေါ့ဆုပ်မုတ်စီကျော်ပါဝင်တခြားသောအမင်းများကိုလင်မန်းနဲ့ချပင်းပြုံးရှင်စွာဖြင့်အဲဝဲပြုတ်လေတယ်။ဒုရိယရဲ့အတော်တို့ကမကြမကြဆရာကြီးနဲ့မင်းကိုတရိရပါတယ်ကွယ်။ဒါနဲ့ဆရာကြီးရောအဘကတရားစခန်းဝင်သွားပြီ။ကျွန်တော်ပဲအဘတာဝန်ကြီးဆက်ယူနေရ။သူတို့ဝိုင်းဖက်စကားပြောစင်နေမှာပဲ။အသက်ရှောင်းနေရွယ်ကန်ကလေးတယောက်အိမ်မော်တို့ ရှေဆောင်ကတက်လာရင်ကအင်ကိုဘသူရောက်နေရလဲဒီအိမ်မှာသူ့ကိုမခေါ်ထားကြနဲ့အယွေနဲ့မလိုက်ဖက်စွာစကားဆိုနေသောကလေးငယ်ကြောင့်သူရိယနဲ့မလက်မကန်းတွေရှိနေသောနေဦးတယောက်မျက်နှာပြတ်သွားကကလေးငယ်ကမှန်မဲလိုက်လေတယ်။တာမောင်တို့အဲ့လိုမပြောရဘူးလေ။အဲ့လိုကြို့တဘောမကြဘူး။ဟဲ့လူကြီးခမရကြို့တို့အိမ်ပေါ်ကကူစင် အသက်ရှောင်းနေဆိုသောအရွယ်မှာအတော်ငယ်ရွယ်သေးသောညာကလေးငယ်ကြီးပြောစကားမှာအရွယ်နဲ့လုံးဝမလိုက်ပါကလေးငယ်ရုပ်တင်မှာခက်တန်နေပြီ။နေရဲရဲမျက်စိတို့မှာပုံမှန်လူတစ်ယောက်ရဲ့မျက်လုံးများနဲ့မတူပေ။သူရဲရံကိုစူးစူးရဲရဲကြည့်ပြီးပြောလာသောကြောင့်ဥလွင်မှနှွေဦးကကြည့်ပြီး"နှွေဦး၊နင့်သားကိုတနေရရခေါ်သွားကွယ်။ဒီမှာသူရဲရံကိုအားနာစရာ။"ဥလွင်ရဲ့စကားကြောင့်နှွေဦးခမ"သူရဲရံကိုအားနာသောမျက်ဝန်းတို့နဲ့ကြည့်က သူမရဲ့တားငယ်ကိုကောက်ရှိပြီးအိမ်ရောက်သူဆင်းသွားလေရဲ့ထိုခါမှသူရိယဥလွင်ကိုကြည့်လိုက်ပြီအမနွေကအိမ်အောင်ကြသွားပြီလားဘယ်လိုပြောရမလဲငါတူတူကပညာတဲ့ရွာကနေဦးကြီးသမီးကိုကယ်ထုတ်ပေးခဲ့တယ်မလားအဲ့ဒီကနေသူ့မှာကိုလေးလုံးပါလာတာကွယ်အိမ်အောင်တော့မကြသေးပါဘူးကွယ်အော်သူမသိခဲ့ရတော့ဖြစ်များကိုသိပြီးနော် နှွေဦးပေါ်ပို၍တနားစိတ်ဝင်သွားခဲ့တယ်။ယောက်ျားမရှိပဲကလေးတယောက်ကိုမွေးသည်ဆိုသည်မှာရက်သေးရတဲ့နေထိုင်သူတယောက်ဖို့မလွယ်ကူသောကိစ္စရဖြစ်ပါတယ်။တူရိယာတယောက်နှွေဦးအကြောင်းတွင်းနေစဉ်ဥလွင်မှာသူဟာစကားဆက်ဆိုလေတယ်။တူရိယာရေဦးကြီးတို့မိသားစုလည်းစိတ်ညစ်နေရတယ်။ရွာဦးကျောင်းဆရာတော်ကမောင်တိုးကိုရှင်ပြုတ်ပေးလိုက်ဆိုလို့သာလှုပ်ပေးရတာ။ဒီကလေးကလုံးဝရှင်မပြုတ်ခြင်းဘူး။ အလူလုတ်ကိုစပြီးလုတ်ကြတဲ့အနောက်ရှက်တွေတော်တော်တွေ့ရတယ်။ငါတို့ကိုဖျားသကြားတွေကလွတ်လိုက်တာ ဖြစ်မယ်။ဦးကြီးတို့တကယ်ဝမ်းမြောက်ရတယ်ကွယ်။ကျွန်တော်ဦးလေးပြောတာကိုသိနားမလဲဘူး။အင်းဒီအကြောင်းကိုအကြောင်းဆုံးရှင်းပြမှနားလည်မထင်ပါနဲ့။ဟုတ်ကဲ့ဦးကြီးကျွန်တော်ကိုအကြောင်းဆုံးရှင်းပြပါဦး။ထို့နောက်ဦးလွင်တို့ဟာသူရိယာမတိလိုက်တော့အဖြစ်ပြက်များကိုကြောပြလာခဲ့ကြပါလိမ့်တော့တယ်။ထိုနေ့ဒီကလက်ပတ်ငွေရွာလေးတွေနေထိုင်တော့ ဥလွေနိုမိသားစုအတွက်အတော်စိတ်မကောင်းစရာနေ့လေးတစ်နေ့ဖြစ်ခဲ့ရတယ်။တမီးဖြစ်သူနေဦးကိုလည်းသူတို့ရဲ့မျက်စိရောက်မှအပြောင်းမခံရဲပေ။အဖေကြောင့်ဆိုတော့မကောင်းတဲ့အတက်ပညာတဲတို့နေထိုင်ရန်မိတော့ရွာမှာရွာလူကြီးသားဖြစ်သူကနေဦးကခိုးယူပေါင်းသိမ်းခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ဥလွေနဲ့တော့ကြော့မေမှာတမီးဖြစ်သူဤသဘောထားအတိုင်းအရာအလုံးဖြစ်စေရမည်ဟုပြောလာတော့အခါသူမအနှဲငယ်စိတ်သက်သာရရလေတယ် ထို့ကြောင့်မကောင်းကြီးတက်ပညာတဲ့တို့နဲ့အတူမနေနိုင်သောကြောင့်ခိုးယူပေါင်းသိန်းသူကိုအဆက်ဖြတ်လိုက်လေတယ်။ဤတို့နေ၃လလခန့်ကြာတဲ့အခါຫນွေဦးတွင် ကိုလေးလုံဝင်ရှိလာပါတော့တယ်။ပညာတဲ့ဆုံးကိုဝေအသွေးသားမှုစိုးရင်စိတ်ပူမိတော့လေ။သူမ၏ဝမ်းပိုက်ထဲတွင်လဲထားရသောကလေးငယ်ဟာမိခင်မြစ်တာကမပြတ်ရင်းခဲ့ပါဘူး။ကံကောင်းဒီမှာစာနာနားလေတော့လူအတိုင်းဝမ်းရှိသည့်လက်ပံရွာလေးတွင် နေထိုင်ကြသူများမှသူမ ြစ်တင်ပြောဆိုခြင်းကမပြုတ်ကြပဲဖေးဖေးမမရှိလျာနှွေဦးများစွာတော့ကမရောက်ရပေဤသို့ဖြင့်နေစည်းလာသည့်အချိန်ကာလသို့ရောက်တော့ဥလွင်နေသူရူဆူဆူနှင့်လူငယ်တယောက်ရောက်လာလေတယ်ထိုလူငယ်ကနှွေဦးမြင်တော့ကဒေါသအလေးလေးထွက်ကတွေ့ရပစ္စည်းများနဲ့ပြစ်ပေါက်လေရောတယ်အိမ်မှာရှိသောသူများဝိုင်းဝန်းထိန်းသိမ်းလိုက်ရပြီဒေါ်ကြော့မိမှာနားမလည်နိုင်စွာနဲ့တမိဖြစ်သူကိုမေးမြန်းလိုက်ပါတယ်တမိနှွေဦး ။ဘာဖြစ်လို့စိတ်တွေတိုးနေရလဲ။ तू ကဘာတူလဲ။အဲ့ဒါလူယုံမှလေအမေရဲ့။တမီးဘွားကိုဖျက်ဆီးခဲ့တဲ့လူယုံမှ။တမီးဖြစ်သူမှ ထိုးထိုးပြောတော့ကဒေါ်ကြော့မီအံ့ဩမှုနဲ့တူဒေါသစိတ်လည်းဖြစ်မိတယ်။သို့ပေမဲ့ရန်လုံကမရှိတော့ရုပ်ဆဆလူငယ်ကလောသမြငိန်ကနေမိအနေထားရှိလေရ။စိတ်သဘောထားပြည့်ဝတော့ဥလွင်နဲ့ဒေါ်ကြော့မီမှာထိုးလူရကောင်းမွန်စွာစကားဆိုလေတယ်။ငါတူ အတိတ်ကကိစ္စတွေပြီးပြီအခုဘာလာလောက်တာလဲဦးကြီးတို့တမီလည်းမွေးခံနေဖွားခံနေစိတ်တော့ကရောက်အောင်မလုပ်ပါနဲ့လားကွယ်ကျို့ဒုက္ခပေးဖို့လာတာမဟုတ်ပါဘူးကျို့ကိုမလိုအပ်ဘူးဆိုတာလည်းသိပါတယ်စီတလုံးပိုင်တွေကိုပေးခဲ့တဲ့ဂရီကိုလည်းမဖြတ်ရဲပါဘူးဒါပေမဲ့တတိပေးမှဖြစ်မှာမွေးလို့လာခဲ့တာပါလူရမကောင်းမွန်စွာစကားဆိုသောကြောင့်ဒေါသဖြစ်နေသောຫນွေဦးမှာ သူမကိုသူမထိန်းလိုက်ပြီးဘာပြောမှလဲပြောစရာရှိတာအမြန်ပြောပြီးပြန်တော့ကျုပ်ပြောပါမယ်ကျုပ်သွေးပါနေတဲ့ကလေးကဝန်တွင်ပညာတွေပဲဖြစ်လာမှာပါ သူကအင်မတန်စိတ်တို့လွယ်မယ်ပြီးတော့တခြားသူတွေကိုအနာတရလှုပ်တတ်တယ်အဲ့တော့ကလေးကိုဂယုဆိုင်ရမယ်အကောင်းဆုံးနည်းလမ်းကတော့ကလေးကိုကျုပ်ကိုပေးလိုက်တာပဲလူငယ်ကြီးစကားကြောင့်ဥလွင်နဲ့တော့ကြောက်မိမှတွေ့ဝေသွားပြီမယ် နွေဦးဒီကလုံးဝလက်မခံပဲလူငယ်ကိုမောင်းထိုးလေတော့တယ်။ငါသားကိုနင်တို့လိုလူမျိုးတွေရဲ့လက်ထဲထည့်เสียရလား။ကဲနင်တာလာပြောတာမလားပြန်တော့နင်မပြန် တွေ့လား။ဟိုမှာကြံခုတ်တာ။ငါနင်ကိုခုတ်သက်ပြီးထောင်ထဲဝင်လိုက်မယ်။နွေဦးစကားကြောင့်ဥလွင်လူငယ်ဟာရှော့မော့ကပြန်လွတ်လိုက်ရတယ်။ငါတို့ကိုကျေးဇူးတင်တယ်ကွယ်။ဦးကြီးသမီးကပေးမှာမဟုတ်ဘူး။ဖြစ်လာသမျှပြဿနာကိုပဲရင်ဆိုင်ရမှာပေါ့။ သွားပါကွယ်ပြန်ပါကျုပ်ပြန်တော့မယ်ကျုပ်ပြောတာတွေကမမေ့ပါနဲ့နောက်တစ်ခါထက်လာဖို့ကခက်ခဲမယ်ဒါတော့ကျုပ်အဖြစ်ပေးခံပြီးလာတာထို့နောက်လူငယ်မိတိစကားမှမပြောတော့ပဲအိမ်ဝမ်းထဲမှာထွက်ခွာသွားပါလေတော့တယ်များမကြတော့အချိန်တွင်နေဦးတယောက်နေ့စီလာစီဖြစ်ပြီးမီးဖွားရာအစင်ချောချောပြင်ကောင်းမွန်စွာဖွားမြင်နိုင်ခဲ့လေခလေးငယ်ကနေဦးတို့နဲ့မတူပဲအသားမဲမဲနေကျန်းတန်းသောရုပ်ရည်ရှိတယ် ို့ပေမဲ့ຫນွေဥပါဝင်မိသားစုဝင်များသည်မိတို့သောရုပ်ရည်ရှိစီကားမူသူရင်သားရင်မူမြစ်တံမပြတ်ခဲ့ကြပါဘူးခလင်းငယ်ကမွေးစဉ်ကလေးကပင်တံမှလှတယ်ကျေလောင်သောအတံပြင်ငွေယူတော့ကြောင့်အရက်လက်တဲ့ကြီးပင်အံ့ဩရလေတယ်ຫນွေဥသားကတော့တို့ရမှာအတံအကျေဆုံးဖြစ်မယ်ထင်တယ်ဟဲ့ဟုတ်ပါကျုံမကြီးကတော်တော်အကျေတာပဲလူကလူတတ်မှတ်ထားကြတော့ကြောင့်သာခလင်းငယ်အတွက် မကောင်းသောအကြောင်းအရာများမရှိခဲ့ပေထို့သောမဟုတ်ယူသည်ပြီးကိုချင်းစာစိမ်မဲ့သောမိသားစုတွင်မွေးဖွားခဲ့ပါကကလင်းငယ်ရဲ့အနာဂတ်အတွက်မတွေးဝန့်စရာပါဤသို့ဖြင့်ຫນွေဦးတယောက်အနောက်ဆက်မရှိ အစဉ်ပြေပြေကြမ်းကြမ်းမှမှဖြင့်မိဖွားနိုင်ခဲ့ပါလေတော့တယ်အချိန်တွေကအကုန်မြန်လှပြီတယ်ຫນွေဦးကတားဖြစ်သူကိုပေါင်တိုးအမိပေးထားပြီးဦးလေးဖြစ်သူနီမောင်ပါဝင်အဖိုးဖွားများကလည်းအလွန်ရှိကြပါတယ် ငယ်စဉ်ကရုပ်ဆိုးကြီးတန်တော်ညာလဲအသက်နည်းနည်းကြီးလာလေလေခလေးငယ်ရုပ်တင်မှာကြီးကောင်းလာလေလေ ဖြစ်တဲ့အတွက်အရက်ထဲမှာတချို့လူများကမောင်တိုးကိုဒေါင်းလေးကိုခေါ်တင်ကြပါတယ်ဖိုင်းနေမိခင်မှာမောင်တိုးပေါ်အပြုစုအပြည့်စင်ကောင်းရည်လေခလေးမှာကြီးကောင်းနေရခြင်းလည်းဖြစ်နိုင်ပါတယ်ဖခင်တော်ဆက်သူပညာတွေက ပြောသားတော့ကြောင်းအစကစိုးရင်ပူပန်နေရတော့လေမိသည့်မကောင်းသောကိစ္စရများပေါ်လာခြင်းများမရှိသဖြင့် သတိပေးခဲ့သောမောင်တိုးဖခင်စကားကိုပင် သူတို့အားလုံးမိမိပြပြဖြစ်သွားကြပါတယ်မောင်တိုးအသက်9နှစ်ကျော်လာရေးဘုန်းကြီးကျောင်းတွင်စာသင်ရန်အတွက်ကြောက်တင်မုံကြောက်တန်နှင့်လွယ်အိတ်များကိုအပြည့်စုံစင်ရေးပို့ပေးလေတယ်ပထမဆုံးကျောင်းသွားတက်သောတူတော်မောင်ဟာဦးလေးဖြစ်သူ မောင်နေမှာပခုံးမော်ထိုင်းရေးပို့ပေးပြီးအနောက်မှာပျော်တပြုံးပြုံးနှင့်လွယ်အိတ်ကင်လျက်လမ်းလျှောက်နေသူမှာຫນွေဦးဖြစ်လေတယ်ຫນွေဦးသည်လည်းကလေးတယောက်အမိဖြစ်တော်ညာ အသက်ကြီးလာသည်ကလွယ်၏အပြိုတယောက်ကဲ့သို့လှပနေသေးတယ်။လေယာကျွဲနာအိမ်ဝိုင်းတို့ဖြင့်ကောင်းကောင်းမွန်မွန်တင်တောင်းကျင်သောကာလာသားများရှိနေတော်လဲနှွေဦးကအိမ်တော်မပြုတ်ပဲမိသားစုနဲ့သာနေထိုင်လေတယ်။သူမမောင်လေးကိုခေါ်ခဲ့တော့တချိန်ကသူမကိုလက်ထပ်ခွင့်တောင်းခဲ့တော့သူရိယဆိုသောလူငယ်လေးသာလျင်သူမစိတ်ထဲရှိလေတယ်။ထို့ကြောင့်မိမျက်ချမ်းသာပြီးမိမျက်ပဲရုပ်ရည်ရှိပါစေ။သူမညင်းလိုက်သည်သာဖြစ်တယ်။ နွေဦးနဲ့မောင်ဖြစ်သူမောင်နီတို့မောင်တိုးလေးဟာကြွားဦးဆရာတော်ရဲ့ထံတွင်အံ့နံပြီးအိမ်သို့ပြန်လာခဲ့ကြတယ်။သူတို့အိမ်ရောက်ပြီးအတန်းကြတဲ့အခါရွာဦးเจ้าမှចောင်းသားတယောက်အပြေးတစ်ပန်းဖြင့်အိမ်သို့ရောက်လာလေတယ်။ထို့နောက်ဖုန်းဝင်ចောင်းသားလေးကအမောတကောနဲ့နွေဦးကအော်ခေါ်လေတယ်။အမနွေဦးအမနွေဦးမောင်ပိန်ဘာအရေးကြီးလို့လဲ။အရေးကြီးတယ်အမသာចောင်းမှာတောင်းကြနေလို့ ကလေးတယောက်ကလည်းကြောက်တဲ့မိုးနဲ့ခေါင်းခေါက်လိုက်တာအဲ့ဒီကလေးခေါင်းပေါက်သွားတယ်ဟဲဘယ်လိုဖြစ်ရတာလဲအဖေရေအဖေအဖေနှွေဦးကအိမ်ပေါ်ရှိဖခင်ဖြစ်သူကလောင်းဝလိုက်လေဖူကဖခင်ဖြစ်သူဦးလွင်အိမ်ပေါ်မှာကမန်ကရန်ဆင်းလာပြီတမိဘာဖြစ်လို့လဲအဖေဘုန်းကြီးเจ้าကိုလက်ခဲ့ပါဦးဟိုကောင်လာပြောတဲ့အတိုင်းများဖြစ်နေပြီလားမသိပါဘူးဘာဖြစ်လို့လဲတမိရဲ့ အဖေမြေကျောင်းမှာတောင်းကြနေတော့လေသွားကြရအောင်ဟေးအေးအေးဤသို့နေနေဦးသူမရဲ့အားကိုရဖခင်ကြီးရခေါ်ကဖုန်းကြောင်းသားလေးနဲ့တူရွာဦးဖုန်းတော်ကြီးကျောင်းသူထွက်သွားကြပါလေရောတဲ့ဒဂိုင်းနဲ့ကမှလေဖေဟာမောင်တိုးကဘာဖြစ်မှမသိဘူးကျောင်းဝင်းနဲ့ရောက်ကလေးကတွေးသမျှလူကိုရန်လုံနေတယ်ကျောင်းသားကြီးတွေစွဲတာတော့မနိုင်ဘူး ဟုတ်ပါမလားဖေဟာတပည့်တော်မြေးရခလေးပဲရှိပါသေးတယ်တဲတခါကြီးဘုန်းကြီးကလိန်ပြောပါမလားဦးလင်မှာဆရာတော်ကမယုံကြည်တဲ့ကဲသူရှော့တင်မိတော့ကြောင့်ပြပြတလဲပြန်၍တောင်းမလိုက်လေတယ်ထို့နောက်ဦးလင်က "तू မဟုတ်သေးလားမိခင်ဖြစ်သူဤပေါင်ဝင်တွင်ထိုင်နေသောမြေးဖြစ်သူမောင်တိုးအားခေါင်းကိုပို့၍မေးမြန်းလိုက်တယ်ငါမြေးမင်းလူစိုးလုပ်နေတာလားလူစိုးမလုပ်ပါဘူးဗာကြီး ကျို့ဒီเจ้าမှမနေခြင်းဘူးဒီမှနေရတဲ့စိတ်တွေတူနေရဲ့ဟေးဘယ်လိုဖြစ်တာလဲဦးလင်မြေဖြစ်သူပြောလာတဲ့စကားကြောင့်အာအစ်တနေတယ်ထို့နောက်ဆရာတော်ကຫນွေဦးနှစ်ကလေးငယ်ဟာအိမ်တို့အရင်ပြန်စီပြီးဦးလင်ကနေခိုင်းလိုက်လေတယ်ကဲဒကာမလေးနဲ့မောင်တို့ကအိမ်ပြန်နေကြဘုန်းကြီးဒကာကြီးနဲ့ပြောကြရှိတယ်တင်ပါဖေဟာຫນွေဦးဆရာတော်ကဦးရှာကတော့လိုက်ပြီး သူ့ရဲ့သားငယ်ကိုလည်းဆရာတော်ကဥရရှင်ကိုရန်ပြောလိုက်တဲ့အခါမောင်တိုးလေးကလုံးဝဥရရှင်မပြုတ်ပဲကျုပ်ကသူ့ကိုဘာလို့ဥရရမှာလဲခက်ကလေးဘလို့တွေပြောနေတာလဲနှွေဦးကသူ့ရဲ့ကလေးငယ်ကိုငေါက်ငန်းနေလေရာဆရာတော်မှ ကြားဝင်ရင်တားဆီးလိုက်ရတယ်ထားလိုက်ပါဒကာမလေးကျောင်းသားကြီးတွေချိန်ပြပြီးဖျားရှင်ကိုခိုင်းတာတော့မရတာဒကာမလေးပြောလဲရမှာမဟုတ်ဘူးကဲကဲပြန်ကြပြီတော့ ဆရာတော်မှຫນွေဦးတို့ကပြန်ခိုင်းလိုက်ပြီးနောက်ဥလွင်ဘက်လက်ကမိတ်လေတယ်။တခါကြီးတခါကြီးရဲ့မြေးကတော့ရိုးတော့မရိုးဘူးကွယ်။ဖုန်းကြီးနဲ့လော်ဂီကိစ္စတွေသိမ့်မသိတော့ဘလို့ကြံပေးရမယ်မှမသိတော့ဘူး။တပည့်တော်မြေးကဘလို့ပြုတ်မှုလို့လဲဖေ။အဲကျောင်းကိုရောက်လာစားကတော့အေးအေးဆေးဆေးပဲ။ကျောင်းပေါ်တက်ပြီးစာချမဲ့ချိန်မှာမှပြဿနာကစတာပဲ။တခြားကျောင်းသားတွေနဲ့တူဖေအားဥရှာခိုင်းတာကို လုံးဝဥမရှာဘူးចောင်းသားကြီးတွေကရိုက်မယ်ဆိုပြီးឆောက်တာလည်းမရလျှော့တာလည်းမရနဲ့နောက်တော့ဖះဆင်းနုကိုကြည့်ပြီးစိတ်တွေတိုးလာတယ်မျက်လုံးတွေဆိုနေရဲနေတာပဲတခါကြီးရေအဲ့ဒီနောက်သူ့ကိုကြောက်စရာကြီးလို့ပြောလာတယ်ခလင်းငယ်ကိုလည်းသူ့လွယ်တွေကကြောက်တင်ပုံနဲ့ခောက်ထော်တာပဲအဲ့လောက်တော့ဆိုလာဖះဘုန်းကြီးကြံပေးနေတာကတော့တခါကြီးမြေကိုကိုရင်ဝေးပေးလိုက်ပါလားလွယ်ပါမလားဖះ သင်ငန်းစီးလိုက်ရင်တော့တမျိုးတမီပြောင်းလဲမလားလို့လေဒီနေ့ဖုန်းကြီးမြင်တာကိုပုံမှန်လင်လင်ပြောရရင်တကကြီးမိကတရေဘလူးစီးနေတယ်လို့ပဲအရှင်မင်းကသင်ငန်းဝတ်ပေးစေချင်တော့လေတပည့်တော်အလူကြီးကြီးလောက်ရတာပေါ့ဗျာအခုတော့တကသိမ့်မှန်ရဲ့အင်ကိုသွားလိုက်ပြီဟုတ်ဘာဖြစ်လို့လဲဖေဟာဘာဖြစ်ရမှာလဲတကမင်းကြောက်တင်မုန်းနဲ့ခောက်လိုက်တဲ့ကလေးဟာတကသိမ့်မှန်ရဲ့သားပဲလေး တော်သေးတာကကြောက်တင်မောင်းကိုတစ်သားနဲ့ကုတ်ထားလို့ဒါပဲအလွတ်ဆိုလို့ကတော့မတွေးရစရာတခါကြီးထိုရှင်မဆိုင်ဥလွင်ဟာမြေဖြစ်သူ၏ပြေတနာကိုစတင်ဖြစ်ရှင်းရပါလေတော့တယ်ထိုပြည့်ပြည့်နောက်တွင်တော့မောင်တိုးအတော်အရှိုးပြောင်းလာတယ်ရှင်ပြုတ်ပေးမည်ဟုပြောသည့်နေ့မှစပြီးညဘက်တွင်ထအော်တယ်တခြားကလေးများကိုလည်းကြိုက်ဆွဲသည်မှာအသားပဲ့သည်အထိဖြစ်လာတဲ့အတွက်ပြေတနာရှင်းရသည်မှာအတော်များနေပြီဖြစ်တယ် ။တင်ငန်းမခွေဖို့အော်နေတတ်ပြီးရန်လိုတတ်ရန်လိုလာတတ်ပါတယ်။သို့ပေမဲ့ဥလွင်ကတော့မြေးဖြစ်သူကိုမရရအောင်ကိုရင်ဝစ်ပေးမိဟုသာဆုံးဖြတ်ထားပြီးအလူကောင်းမွန်စွာပြီးဆုံးရန်ဆူတောင်းနေမိကလွန်ခဲ့သောနှစ်များကအလူ၌တားဖြစ်သူမောင်နေရာကူညီပေးခဲ့သောဆရာကြီးဥဖုဝင်နေသူရိယာမျော်လင့်မိပါတယ်ရောတဲ့ဥလွင်မြေးဖြစ်သူရဲ့အကြောင်းကိုသူရိယာပြောပြနေလေရာသူရိယာတယောက် တေချာနားထောင်ပြီးခေါင်းကိုညိတ်ကအင်းပညာတရဲ့သွေးပါနေတယ်တော့ဗီဇာကပေါ်လာတာနေမယ်ဦးကြီးဦးကြီးနေနဲ့ဘယ်လိုလုပ်ရမလဲခလေးကတနေ့တခြားပို့ဆိုးလာတယ်သူ့အရွယ်နဲ့မပြောရတဲ့စကားတွေပြောနေပြီခုနကတော့သူရသူရရကိုပြောတာပဲကြည်လေဟုတ်ကဲ့ကျွန်တော်တတ်နိုင်ဆုံးကူညီပါမယ်အားကိုးပါလေကွယ်ကဲကဲထမင်းစားပြီးဦးကြီးအိမ်ပါပဲအေး ဦးလင်မှာထိုးသွပြောတော့ခါမောင်နေနဲ့ပြည့်မိုးကသူတို့နဲ့တူသူရိယအုပ်စွမ်းလွင်ရင်အိမ်တွင်ညားအိမ်မဲ့အကြောင်းပြောလိုက်ရတယ်ထိုးအခါတော်ကြော့မေကသူရိယအကြည့်ကငါတို့ကြီးအလူပြီးရင်လည်းမပြန်ပါနဲ့လားကွယ်ဒီရွာမှာပဲနေတော့အတော်တို့အားလုံးတာဝန်ယူပါတယ်သူရိယတော်ကြော့မေစကားကိုခေါင်းညှိပြပြီးလက်ခံလိုက်လေတယ်သူ့ရဲ့မျက်လုံးထဲတွင်တော့အရှိဦးဖြစ်သောနေဦးဟာမြေအောင်နေမိပါလေတော့တယ် ဟုတ်ကဲ့ပါခင်ဗျာတူရီးယားနဲ့စိတ်ဆရာဆိုတဲ့ဇက်လန်တွဲလေးအပိုင်းတစ်ကိုတော့ဒီမှာပဲရှင်းနောက်ပြပြပါခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့မင်းလက်ရာဖြစ်ပါတယ်ခင်ဗျာ